မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုတရားကြည်မကြည်ယုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့ဒါလို့မိဘကငါးပါးသီလမလုပ်ဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့ဒီလိုကိုချင်းတရားမကောင်းတဲ့မိဘကို ာသမီကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ဂျေဇုဆိုတာဂျေဇုပဲလေဂျေဇုဆိုတာဂျေဇုတရားမိဘကတာသမီနဲ့ဘယ်သူကအရင်မွေးတာတုံးဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ကဒီလောကကြီးတဲ့ရောက်ထားလို့ဆိုတော့ မိဘရဲ့ကျေးဇူးဟာကိုယ့်ဘောမှာရှိနေတယ်။ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါ။မိဘကိုစေရနာဇိုးနဲ့တေစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကရကပိတုကရကခံထိုက်တာပဲ။ဆိုတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်တောင့်ဘယ်မိဘပဲတတ်တတ် မိဘကအရက်တွေဘလို့တောက်နေနေအကျင့်စာရိတ္တဘလို့ဆိုးနေနေအကျင့်စာရိတ္တဆိုးတဲ့မိဘကို သာသမီကနေပြီးတော့ဟိုစောကားမယ်တပ်ဖြတ်မှု ကျွလွန်မယ်ဆိုရင်တော့တပ်ဖြတ်